ကျွန်တော်ဒီမလာခင်မှာစစ်တပ်တပ်ရဲတရင်ကိုကျွန်တော်သိမ်းတယ်။ AKG တသိမ်းကြော်လေးပဲကော။ကျွန်ခင်မှာဒီလူလူထုတွေမြင်ချင်တဲ့အခြေအနေတွေကိုမြင်လာရပါလိမ့်မယ်။ကျွန်တော်တို့တက်ထောင် လူထုကိုအလုပ်ကျွေးပြုဖို့ဖြစ်ပါတယ်လူထုကိုနိုင်ချင်ဖို့မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီပြည်တွင်းပြည်ပမှာရောက်ရှိနေတဲ့သူတွေအားလုံးပေါ်မှာဒီနေ့ဂရီကိုပြုချင်တာကတော့ကျွန်တော်တို့ဒီ greeny လူထုကိုတကယ်အမှန်တကယ် security and defense service ကိုကောင်းကောင်းပေးနိုင်တဲ့တပ်အခုဖြစ်နေကျွန်တော်တို့တည်ဆောက်နေပြီးတော့မှရည်တည်သွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောပြလိုပါတယ်လူထုကတာဝန်ချေပါတယ်ဒီမှာရှိတဲ့ညီကောင်မတွေတိလားမတိလားမသိဘူးကျွန်တော်တို့တလားတလား အခွန်ဗန္ဒာငွေရရှိမှုဂရိနီပြည်နယ်မှာသိန်း9000လောက်ရှိတယ်ကျွန်တော်ဒီနေ့မှာဒါပထမအဆုံးထုတ်ပြောချင်တာလည်းဖြစ်ဖြစ်ပါအဲ့ဒီသိန်း9000လောက်ထဲမှာသိန်း4000လောက်ကကာကွယ်ရေးဖက်မှာအသုံးပြုတာဖြစ်ပါတယ်သိန်း4000ဆိုရဲချီပတ်ဆက်အရေးအတွက်ဟာဥပမာ AKG 4သိန်းဝယ်လို့ရပါတယ်ကျွန်တော်ဒီမလာခင်မှာစစ်တပ်တပ်ရင်တရင်ကိုကျွန်တော်သိန်းတယ် ် AKT တသိန်းကျော်လေးပဲကုန်တယ်။တယင်းတယင်းကိုပြန်များအားဖြင့်တသိန်းနဲ့တင်လို့ရတယ်ဆိုရဲသဘောဖြစ်ပါတယ်။တလားတလားရတဲ့ငွေတွေကကြီးစံ၄သိန်းဝယ်လို့ရရင်အ ਨੇ ဆုံးတယင်းနဲ့၂ယင်း၃ယင်းကိုတာလေးတင်လို့ရ။ဒါပေမဲ့စိတ်စိတ်ပြက်စရာပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းနဲ့အသုံးမပြုဘဲနဲ့ KA ကဘယ်နဲ့ percent ကလလာတာကဘယ်နဲ့ percent KNDI ကဘယ်နဲ့ process ကိုခွဲဝေပြီးတော့မှကိုယ့်ရဲ့တက်ဖွဲ့ရေးကိုအသုံးပြုလိုက်တဲ့အခါမှာငွေတွေကောင်းခွဲပြီးတော့မှဘယ်တက်ရမှမတိုင်နိုင်ပဲဖြစ်နေရပါတယ်အဲ့တော့လူထုအနေနဲ့ဒါတွေကိုမြင်များတွန်းတွန်းအားပေးဖို့လိုပါတယ် พอเป็นมาเชื่วยมาแบบยิ้มแล้วครับ